ဘယ်လာရုစ်နိုင်ငံသမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုမာလာနောက်ဆုံးပတ်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေပါတယ်။ဥရောပရဲ့နောက်ဆုံးအာဏာရှင်ရဲ့မြန်မာပြည်ခီးစဉ်ကဘလို့သဘောဆောင်ပါသလဲ။စိုးတူအောင်သတင်းပေးပို့ထားပါရရှင်။ဥရောပရဲ့ကွန်နေဘိတ်အာနာရှင်နိုင်ငံလို့တင်စားကြတဲ့ဘယ်လာရုစ်နိုင်ငံရဲ့သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာမြန်မာစစ်တပ်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကို နိုဝင်ဘာနောက်ဆုံးပတ်မှာလာရောက်ဖို့ရှိနေတာပါ။ ဒါဟာ2021ခုနှစ်အစိုးရနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံကိုနိုင်ငံတော်အဆင့်ခေါင်းဆောင်ပိုင်းလာရောက်တာဒုတိယအကြိမ်ဖြစ်ပြီး2022ခုနှစ်တုန်းကတော့ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်လာရောက်ခဲ့ဘူးပါတယ်။လူကာရှန်ကိုရဲ့အခုခီးစဉ်မှာစီးပွားရေးဆိုင်ရာပူးပေါင်းရေးစာချုပ်တွေချုပ်ဆိုဖို့ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကပြောသလိုစစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင်နိုင်ငံရေးအရာတရားဝင်မှုရရှိရေးအဓိကရည်ရွယ်တာလို့လေးလာသူတွေကလည်းသုံးသပ်ကြပါတယ်။ နိုင်ငံရေးလေးလာသုံးသက်သူဦးအောင်သူငင်းကတော့ဒီခီးစဉ်ဟာနှုတ်နှစ်ဖက်အကျိုးစီးပွားကိုရှာဖွေတာဖြစ်တဲ့အကြောင်းသူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့မြန်မာစကားပုံနဲ့ဥပမာပေးပြောပါရယ်သူတော်ချင်းသတင်းလွတ်လွတ်ဆိုတဲ့ပုံစံပူဆမ်းပါလေနော်အဲ့တော့မြန်မာနိုင်ငံဘက်ကကျတော့ကျွန်တော်ထင်တာလူချင်းတာပါလေဒီသူတို့သဘောတူညီချက်တွေလည်းရှိပါရယ်ဘယ်တော့ရွှတ်နေပြီးတော့ကျွန်တော်တို့လူချင်းတာက site view ရေးပစ္စည်းနည်းပညာစီဝါပစ္စည်းတွေလူချင်းတယ်နော်ဒါတွေရှိပါရယ် နောက်တစ်ခါကျတော့သူကရုရှားနဲ့ဒီလက်နက်စနစ်တူညီတာပေါ့ဗျာအဲ့ဒါကျတော့မြန်မာပြည်မှာရှိတဲ့လေရင်တွေကျွန်တော်တို့ရဟရင်တွေစစ်ပစ္စည်းတွေအဲ့ဒါတွေရဲ့ spare parts တွေဟာဒီဘယ်လာရုစ်ကနေလို့ဈေးပိုပိုနဲ့ရနိုင်တယ်ပေါ့နော်ဆိုဒီချက်တွေကျိုးကျန်တယ်လို့ယူဆပါတယ်လူကာရှန်ကိုအတွက်ပရမအုပ်ဆုံးမြန်မာခီးစဉ်ဖြစ်ပေမဲ့မြန်မာစစ်ကောင်းဆောင်ကတော့2025ခုနှစ်မတ်လနဲ့ဇွန်လတွေမှာဘယ်လာရုစ်နိုင်ငံကိုနှစ်ကြိမ်သွားရောက်ခဲ့ပူပါတယ် အဲ့ဒီခီးစဉ်နဲ့စစ်ကောင်းဆောင်ကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာခဲ့ဘူးတာကြောင့်ဘယ်လာရုစ်ကမြန်မာစစ်တပ်ရွေးကောက်ပွဲစီကိုစောင့်ကြည့်လေးလာသူတွေစစ်လွတ်နိုင်ခြေရှိတဲ့အကြောင်းဥအောင်သူငင်းကသုံးသပ်ပါတယ်။ဘယ်လာရုစ်ကမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လေ့ကျင့်သင်ကြားသူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှလည်းနိုင်ငံရေးအရထောက်ခံမှုပေးတဲ့နိုင်ငံဖြစ်တဲ့အကြောင်း Justice for Myanmar ပြောခွင့်ရသူမရတနာမောင်ကပြောပါတယ်။ သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVV သတင်းတော်ကအတန်အစားတို့ဖတ်ပြထားပါတယ်။အခုခီးစဉ်ကလည်းအဲ့ဒီဆက်ဆံရေးတွေကိုပုံမှုခိုင်မာစီမှာဖြစ်ပြီးတော့ဒီခီးစဉ်အတွင်းအခွန်နဲ့အကောက်ခွန်ဆိုင်ရာသဘောတူညီချက်တွေကနေခရိုနီတွေကိုစီးပွားရေးလုပ်ငန်းတွေပုံမှုဆက်နွယ်လှုပ်ဆောင်လာစေဖို့သွေးဆောင်နိုင်မဲ့အစီအစဉ်တွေလည်းပါဝင်ပါတယ်။လူကရှန်ကိုအစိုးရက မြမပြည်သူတွေညင်းပယ်ထားတဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပံ့ပိုးကူညီဖို့စောင့်ကြည့်လေ့လာသူတွေကိုလည်းဆီလွတ်သွားလိမ့်မယ်လို့မှန်းဆရပါတယ်။အဲ့ဒီဆက်ဆံရေးကြောင့်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုကြော်ခွရှောင်တိန်နေနိုင်ပြီးနိုင်ငံတကာဥပဒေကိုထိခိုက်စေပါတယ်။အစိုးရတွေအနေနဲ့နောက်ထပ်ပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရမှာဖြစ်ပြီးစစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ဆန့်ကျင်ရမှာဖြစ်ပါတယ်။ အပြင်မြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေတဲ့ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာနိုဝင်ဘာ25ရက်နေ့မှာမြန်မာနဲ့ဘယ်လာရုစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့တဘောတူထားတဲ့စာချုပ်မူကြမ်း၃ခုကိုလက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။အဲဒီ၃ခုကတော့ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာတဘောတူစာချုပ်မူကြမ်း၊အကောက်ခွန်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးတဘောတူစာချုပ်မူကြမ်းနဲ့နှစ်နိုင်ငံအကြားအခွန်နှစ်ထပ်ကြားသိမှုကနေရှောင်ရှားရေးတဘောတူစာချုပ်မူကြမ်းတို့ဖြစ်တဲ့အကြောင်းဘယ်လာရုစ်သမ္မတရုံးကထုတ်ပြန်ထားပါတယ်။ ဘယ်ရာဥစ်တမ်ရာလူကာရှန်ကိုဟာနိုဝင်ဘာ26ရက်နေ့မှာကာဇက်စတန်နိုင်ငံကို အလုတ်သဘောခီစတင်သွားရောက်မှာဖြစ်ပြီးတော့အဲ့ဒီနောက်မှာမှာအရှိတောင်အာရှအရှိအလယ်ပိုင်းနဲ့မြောက်အာဖရိကနိုင်ငံတွေစီပြည်ပခီးစဉ်အဖြစ်ဆက်လက်သွားရောက်မှာလို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျွန်တော်စိုးသူအောင်ပါ